ကြက်သိန်းပေါင်း9600လူရန်ခဲတဲ့ခိုင်နှင်းဝေကိုပန်းကုန်းဆွတ်ပြီးကြိုးစိုးခဲ့ကြတဲ့ဒေသခံများမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ခိုင်နေဝေကတော့အခုလက်ရှိငလင်းတန်းခံခဲ့ရတဲ့ဒေသတွေကနေအိမ်ပျက်စီးသွားတဲ့သူတွေကိုဒီမထံကိုလူဒန်းထားတဲ့အလူငွေတွေကနေတချို့တဝက်လူဒန်းပေးနေကြတာဖြစ်ပါတယ်အခုတခါမှဆိုရင်လေတရုတ်ဆောင်ခိုင်နေဝေကငလင်းတန်းခံခဲ့ရတဲ့မန္တလေးတန်လျက်မော်တောင်ရက်ွက်ကတိုက်တန်းတွေကိုလူဒန်းခဲ့တာပဲဖြစ်ပါတယ် အဆိုပါရက်ကွက်ကအိမ်အောင်စု380စာအတက်တအိမ်တောင်းနဲ့ငွေကျပ်သိန်း20နှုန်းနဲ့သိန်းပေါင်း8600တတီကိုခိုင်နေဝေကအလူရှင်တွေကိုစာလှူဒန်းပေးခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်ခိုင်နေဝေကအလူရှင်တွေကိုကိုယ်တိုင်ကိုကြလှူဒန်းဖို့အတွက်သွားရောက်တဲ့အချိန်မှာတော့အဆိုပါတိုက်တန်းကပြည်သူတွေကသူမကိုစပယ်ပန်းပန်းကုန်းတွေနဲ့ကျူဆူကုန်ပြုတ်ပေးခဲ့ကြတာလည်းဖြစ်ပါတယ် အခုဆိုရင်တော့ခိုင်နေဝင်ပရာဟိတအဖွဲ့ကဥဆောင်ပြီးလူဒန်းခဲမှုတွေကြောင့်ကိုယ်အခန်းကိုပြန်လည်ပြင်ဆင်ကနေထိုင်လို့ရသွားပြီဖြစ်တယ်လို့လည်းငလင်တန်တဲ့ပြည်သူတချို့ကဝမ်းသာအားရပြောဆိုထားတာလည်းဖြစ်ပါတယ်။ ်တရုတ်ဆောင်ခိုင်နင်းဝေဟာမြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်အကြောင်းပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မြန်မာတိုင်းနိုင်ငံလုံးကအလူရှင်တွေကလူဒန်းနဲ့အလူငွေတွေနဲ့ကိုယ်တိုင်ကိုယ်ကျသွားရောက်လူဒန်းပေးနေတာလည်းဖြစ်ပါတယ်ခိုင်နင်းဝေကသူမကိုယ်တိုင်လူဒန်းခဲ့တဲ့လူဒန်းပေးမှုအတွက်ငလင်ပေးတဲ့အိမ်နောက်စု380အတွက်တအိမ်တောင်လင်း30ကျန်းလုံးဖြင့်သိန်းပေါင်း9600တတီကို9ရက်သားသမီးများအလူအဖြစ်လူဒန်းပေးထားသောကြောင့်တိုက်ခန်းများပြုပြင်နိုင်ကကိုယ်အခန်းကိုပြန်နေလို့ရသွားတဲ့အတွက်အထူးပဲပီတိဖြစ်မိပါတယ် ြင်မရတဲ့အခန်းများအိမ်ငားနေခြင်းလိုအပ်တဲ့နေရာများအသုံးပြုနိုင်ခြင်းတို့ကြောင့်ခုနှစ်ရက်သားသမီးအလူရှင်များအားလုံးတို့မှကုသိုလ်အဆူဆူတို့ကိုဝမ်းမြောက်ဝမ်းသာတာလူခေါ်ဆိုနိုင်ကြပါစေရှင်ဆိုပြီးတော့ဒီမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြန်လည်မျှဝေထားတာလေးဖြစ်ပါတယ်။ တရုတ်ဆောင်ခိုင်နေဝေကတော့ခိုင်ရင်သွေးလေးများကေဟာကိုထိထောင်ထားပြီးခလေးတွေအတွက်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေသလိုအခုလိုသဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့တဲ့အခါမျိုးတွေမှာလည်းတနိုင်ငံလုံးကအလူရှင်တွေကရုံရုံကြည်ကြည်နဲ့လှူဒန်းကြတဲ့အလူငွေတွေရှိတာကြောင့်သူမအနေနဲ့အခုလိုပြန်လဲလှူဒန်းမှုတွေပြုလုပ်နိုင်တာဆိုတဲ့အကြောင်းကိုလည်းပြောပြထားတာဖြစ်ပါတယ်။